မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံးမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်စစ်တပ်ကဒီနှစ်ကုံစလုံးမဲ့ရွေးကောက်ပွဲကိုစတင်တဲ့သူတွေကိုအရေးယူဖို့ပြဋ္ဌာန်းထားတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေခေါ်ရွေးကောက်ဥပဒေအရအရေးယူထားသူ64ယောက်ရှိပြီလို့စစ်တပ်ရဲ့ပြည်ထောင်စုဝန်ကြီးကပြောပါတယ် အော်တိုဘာလ3ရက်နေ့ကနေပြီးတော့မှပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီရဲ့အစည်းအဝေးမှာစစ်တပ်ပြည်ထရေးဝန်ကြီးဒုတိယပို့ချုပ်ကြီးထွန်းထွန်းအောင်ကပြောခဲ့တာပါအမှု24မှုအတွက်လူပုဂ္ဂိုလ်64ယောက်ကိုအရေးယူထားပြီလို့သိရပါဗျ။ အာဏာသိမ်းစစ်တပ်ကသူတို့လုံမဲ့ရွေးကောက်ပွဲကိုဝေဖန်ယုံနဲ့ထောင်ချနိုင်တဲ့ဥပဒေကိုဇူလိုင်လကုန်ပိုင်းမှာပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။အဲဒီဥပဒေအရရွေးကောက်ပွဲကိုဝေဖန်ယုံနဲ့ထောင်ဒဏ်3နှစ်ကနေ9နှစ်အထိချနိုင်တယ်လို့ရွေးကောက်ပွဲမှာပါဝင်နေတဲ့သူတယောက်ယောက်သိဆုံးအောင်လုပ်ရင်လည်းသေဒဏ်အထိချနိုင်တဲ့ပြဋ္ဌာန်းတွေပြဋ္ဌာန်းထားပါတယ်။ အဲ့ဒီဥပဒေနဲ့ရွေးကောက်ပွဲကိုအွန်လိုင်းပေါ်မှာဝေဖန်တဲ့သူတွေကိုဖမ်းဆီးခဲ့တယ်လို့ရွေးကောက်ပွဲကိုစန့်ကျင်တယ်လို့ထုတ်ပြန်ခဲ့တဲ့ကရင်မျိုးသားစီယုံ KNU အရခတ်တော်အေနဲ့ချင်းပြီကောင်စီကကောင်းဆောင်တွေကိုလည်းစစ်တပ်ကအမှုဖွင့်ထားပါတယ်ရှင် မြို့နယ်နဲ့မြိုင်မြို့နယ်ကကြေးရွာတွေကိုအော်တိုဘားလ3ရက်နေ့ညနေပိုင်းမှာစစ်တပ်ကလေရင်စစ်တပ်လေထီတွေနဲ့ပုံကျဲခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ပေါင်းမြို့နယ်ကစေကြီးတောင်ပေါ်ကိုအော်တိုဘားလ3ရက်နေ့ညနေ4နာရီမိနစ်20လောက်ကလေရင်နဲ့ပုံကျဲသွားခဲ့တာဖြစ်ပါတယ်။တိုက်ပွဲမရှိဘဲပုံကျဲသွားခဲ့တာဖြစ်ပြီးမြေပြင်အခြေအနေကိုစုံစမ်းနေတုန်းဖြစ်တယ်လို့ပောက်ချီဆိုင်ပြည်သူ့ကော်မတီအဖွဲ့အကောင်ဆောင်တယောက်ကအတီဗီကိုပြောပါရယ် ဘုံတဲခံရတဲ့နေရာဟာဆက်သွယ်ခက်ခဲတဲ့နေရာဖြစ်တာကြောင့်အချိန်နဲ့အသေးစိတ်ကိုတော့မသိရှိရသေးပါဘူး။ဒါပြင်မြိုင်မြို့နယ်စိုးဝေးရွာနာမှာရှိတဲ့ရေနံချက်ဖို့ရင်းနာကိုလည်းစစ်တပ်ကအော်တိုဘားလ3ရက်နေ့ရက်နေ့ကစက်တက်လေတီနှစ်စီးနဲ့ဘုံတဲချသွားခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗါရယ်။အဲ့ဒီမှာလည်းတိုက်ပွဲမရှိဘဲဒီတိုင်းဘုံလာကျဲတာဖြစ်ပြီးလူထိခိုက်မှုတော့မရှိဘူးလို့ဒေသခံတယောက်ကတီဗီကိုပြောပြပါဗါရယ်။ စစ်တပ်ကတော်လိုင်းတက်တွေအင်အားကောင်းပြီးလူစီကားတဲ့ကြေးရွာတွေလမ်းမဆက်သွယ်ရေးအချက်ချာကြတဲ့နေရာတွေကိုတိုက်ပွဲမရှိဘဲပုံကျဲတာတွေပိုလုံလာနေတယ်လို့မြိုင်မြို့နယ်ပါကဖခေါင်းဆောင်တယောက်ကပြောပါရရှင်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းဒေသမှာနေထိုင်ကြတဲ့လူနည်းစုရခိုင်လူမျိုးစုဝင်တွေအနေနဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုဇက်တိုက်ကျူးလွန်ခံရပြီးမလုံခြုံမှုတွေဖြစ်လာနေတယ်လို့စစ်တကောင်းဒေသခံတွေစီကသိရပါဗါတယ်။ကိခိုင်သတင်းပေးပို့ထားပါရရှင်။ ပြီးခဲ့တဲ့စတင်ဘာလ23ရက်နေ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်ဒေသခါကာဆိုရီခရိုင်မှာရှိတဲ့ရခိုင်မျိုးနွယ်စုဝင်မရမာလူမျိုးအသက်7နှစ်အရွယ်ရှစ်တန်းကျောင်းသူတယောက်ကိုဘင်္ဂလားဒေ့ရှ်အမျိုးသား3ယောက်ကအုပ်စုဖွဲ့အာဓမပြုကျင့်မှုဖြစ်ခဲ့ပါတယ်အဲ့ဒီအမုံနဲ့ပတ်သက်ပြီးအာရမပြုကျင့်သူတွေကိုဖမ်းဆီးအရေးယူပေးဖို့အတွက်စစ်တကောင်ចောင်းသားတမကចောင်းသားចောင်းသူတွေနဲ့ဌာနေတိုင်းရင်သားတွေဟာမြို့နယ်အသီးသီးမှာငင်းကျဲစော်ဆရာပြတောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ဆန္ဒပြသူတွေကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ကပြစ်ခတ်ဖြိုခွင်းလို့လူ9ယောက်ထက်မနည်းသေဆုံးပြီးတော့လူပေါင်း40ကျော်ပြင်းထန်တရားရရှိတော်တယ်လို့ဒေတာခန်တွေရဲ့ပြောပြချက်အရာသိရပါတယ်အဲ့ဒီအုပ်စုဖွဲ့မတည်မှုနဲ့ပတ်သက်ပြီးကျူးလွန်သူ၃ယောက်ထိကတယောက်ကိုပဲဖမ်းဆီးရမိပါသေးတယ်။ဒါပေမဲ့တိတ်မကြခင်စတင်ဘာလ30ရက်နေ့အဲ့ဒီဒေသမှာပဲအသက်15နှစ်အရွယ်ဌာနေတိုင်ရင်သူဂါရူအမျိုးသမီးငယ်တယောက်ကို ဘင်္ဂလားဒေ့ရှ်အမျိုးသားတယောက်ကအာရမပြုကျင့်မှုထပ်ဖြစ်ခဲ့တယ်လို့ဒေတာခန်တွေကအတည်ပြုပြောဆိုပါတယ်။အဲ့ဒီအမှုကျူးလွန်သူကိုလည်းလက်ရှိအချိန်ထိအရေးမယူနိုင်သေးဘူးလို့သိရပါတယ်။ဒါကြောင့်လက်ရှိမှာစစ်တကောင်ဒေတာတွင်မှနေထိုင်နေကြတဲ့လူနည်းစုဖြစ်တဲ့ရခိုင်မျိုးနွယ်စုဝင်တွေဟာမလုံခြုံမှုတွေကိုရင်ဆိုင်နေရတယ်လို့စစ်တကောင်ဒေတာခန့်အမျိုးသမီးငယ်တယောက်ကပြောပါတယ်။အရာခါဆိုကြတော့က အရင်တော့ကဆိုရင်ကျမတို့ဒေတာတွေမှာလွလွလပ်လပ်သွားလို့ရပါတယ်။အခုဆိုရင်အဲ့လိုသွားလို့လည်းမရတော့ဘူး။မိန်းကလေးတွေဆိုရင်မရင်းကျင်ခံရတာတွေ၊ယောက်ျားလေးတွေဆိုရင်အသက်ခံရတာတွေအများကြီးဖြစ်နေပါတယ်။ဒါကြောင့်ရခိုင်မျိုးနွယ်စုတွေအနေနဲ့ဘင်္ဂလားဒေ့ရှ်မှာနေထိုင်နေရတာကအသက်အန္တရာယ်တိလုံခြုံမှုမရှိပါ။ကြောက်လန့်စွာနဲ့ရင်ဆိုင်နေရတာပါ။စိုးရိမ်မှုတွေအများကြီးရှိနေပါတယ်။ပြဿနာတွေဖြစ်ရင်လည်းတရားမျှတမှုတွေမရရှိပါ။ တရားဥပဒေကအမျိုးသားရေးဘာသာရေးခွဲခြားဆက်ဆံပါတယ်။ဗလိုက်မှုတွေလည်းရှိပါတယ်။စာတင်ကျောင်းတွေမှာဆိုရင်တော့မိန်းကလေးတွေအနေနဲ့လုံခြုံမှုမရှိပါ၊မရင်းကျင်တာတွေရှိပါတယ်။အမှန်တရားကိုပြောမယ်ဆိုရင်လည်းပြောလိုက်ရင်တက်ပြစ်မယ်ဆိုပြီးအသက်အန္တရာယ်ကိုချိန်ချောက်တာတွေရှိပါတယ်။ဒီနေရာမှာနေရတာကလုံခြုံမှုဆိုတာလုံးဝမရှိဘူးလို့တောင်ပြောလို့ရပါတယ်။ မဒိမ်မှုကျူးလွန်သူတွေကိုအရေးယူပေးဖို့စင်တာပြနေတဲ့သူတွေကိုပြစ်ခတ်ဖြိုခွင်းမှုအပြီးမှာတေဆုံခဲ့တဲ့ចောင်းသားចောင်းသူတွေနဲ့ဌာနေတိုင်းရင်းသားတွေရဲ့ရော့အလောင်းတွေကိုဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့လက်နက်ကိုင်အုပ်စုတွေကမင်းရှို့ဖျောက်ဖျက်ခဲ့တယ်လို့မျက်မြင်တွေ့ရှိသူတွေကပြောဆိုပေးမယ်။ဒီဘူဘီအနေနဲ့တီးခြားအတီးမပြူနိုင်သေးပါဘူး။ ဒါအပြင်ကွန်မာရာမြို့မှာရှိတဲ့ရခိုင်မျိုးနယ်စုဝင်တရဲ့ဈေးဆိုင်ခန်းတွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့တာကြောင့်ဆိုင်ခန်းပေါင်း60လောက်မိလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီးတော့အနေအထားမှာရှိတဲ့နေအိမ်တွေလည်းမိလောင်မှုထဲပါတော်တယ်လို့သိရပါတယ်။လက်ရှိမှာစစ်တကောင်းဒေသရခိုင်မျိုးနယ်စုဝင်တွေနဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကြားပဋိပက္ခတွေဆက်လက်တင်းမာနေစေဖြစ်ပါတယ်။ ီကိစ္စတွေနဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံကလူနည်းစုရခိုင်မျိုးနွယ်စုဝင်ဌာနေတိုင်းရင်းသားတွေအပေါ်မှာလူမဆန်သောအကြမ်းဖက်မှုတွေနဲ့လူအခွင့်ရေးချိုးဖောက်မှုတွေကိုပြင်းပြင်းထန်ထန်ကန့်ကွက်ထုတ်ချပါတယ်လို့ American ရခိုင်လူမှုအဖွဲ့အစည်း American American Community AAC ကအောက်တိုဘာလ၁ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ အလာတူပဲရခိုင်ပြည်ချောင်းသားသမဂ္ဂကလည်းစင်တာ ထုတ်ဖော်ခဲ့ကဘင်္ဂလားဒေ့ရှ်စစ်တပ်ကလက်နက်အားကုန်နဲ့အပြစ်မဲ့ဌာနေတိုင်းရင်းသားပြည်သူတွေကိုလူမဆန်စွာအကြမ်းဖက်ပစ်ခတ်တပ်ဖြတ်တဲ့အပေါ်မှာပြည်မြင့်တယ်နဲ့ကန့်ကွက်ထုတ်ချတယ်လို့ဆိုပါတယ်။တရားမျှတမှုရရှိဖို့ကြိုးစားလှုံ့ဆော်နေတယ်။စစ်တကောင်ချောင်းသားသမဂ္ဂတွေဌာနေတိုင်းရင်းသားတွေနဲ့အတူရက်တီပြီးနောက်ဆုံးအချိန်ထိတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ရခိုင်ပြည်ချောင်းသားသမဂ္ဂရဲ့ဦးဆောင်ကော်မတီဝင်တယောက်ကပြောပါတယ်။ သူ့ရဲ့စာနဲ့ဖြည့်ကြားချက်ကိုဒီပူပီသတင်းထောက်ကအတန်အစာထိုးဖက်ကြားပေးတော့ပါမယ်။ရှစ်တန်းကျောင်းသူလေးကိုအာရမမှုကျူးလွန်ခဲ့တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုထိရောက်စွာအရေးယူပေးဖို့နဲ့လက်ရှိဆန္ဒပြခြင်းဖြိုခွဲခံခဲ့ရတဲ့ဒဏ်ရာရကျောင်းသားပြည်သူတွေနဲ့တေဆုံသွားတဲ့သူတွေအတွက်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အထိုက်အန်ဆုံးတစ်ခုကိုလုပ်ပေးရပါမယ်။ပြီးရင်ဒီကိစ္စကိုအစိုးရပြည်သားစွာနဲ့အာယုံဆိုင်ပြီးအရင်ဆုံးကင်တွယ်ဖြေရှင်းပေးစီလိုပါတယ်။ စစ်တကောင်းတောင်းတန်းဒေတာကကျွန်တော်တို့ရဲ့ညီအကိုမောင်နှမတွေဖြစ်ပါတယ်။ဒါကြောင့်သူတို့ဝမ်းနဲ့ကြည်ကွဲရတယ်လို့ကျွန်တော်တို့လည်းဝမ်းနဲ့ကြည်ကွဲရပါတယ်။ဒါကြောင့်မို့လို့သူတို့နဲ့တသွေးတဲ့တသားတဲ့အဆုံးထိတိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။ဒီကိစ္စတွေအပြင်စစ်တကောင်ဒေတာခန်ရခိုင်မျိုးနယ်စုဝင်းနေတဲ့ပင်ကလေးတွေကြားလေယာဉ်မြေပိုင်ဆိုင်မှုအငင်းပေါ်တဲ့ပြဿနာတွေလည်းရှိနေပါသေးတယ်။ ီရပန်းအတွင်းမှာပဲရော်တော်ခရိုင်လက်ချောင်း3မြို့နဲ့မရှက်ချောင်းမှာလေမြင်းပြည်တနာကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကတပ်မျိုးနယ်စုဝင်အမျိုးသမီးတယောက်အုပ်စုဖွဲ့တိုက်ခိုက်ခံရပြီးဒဏ်ရာအပြင်းထန်ရရှိခဲ့လို့ဒေတာခန့်တွေစီကသိရပါတယ်စစ်တကောင်ဒေတာကရခိုင်မျိုးနယ်စုဝင်တွေဟာလူခွင့်ရဲ့ချိုးဖောက်မှုတွေနဲ့အတူစိုးရင်ကြောက်လန့်မှုတွေနဲ့နေနေကြရပြီးနိုင်ငံတကာအနေနဲ့တရားမျှတမှုရှိသောဆောင်ရွက်ပေးဖို့မျှော်လင့်နေကြပါတယ်ကျမကေခိုင်ပါ TV ဦးမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခေကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်